ာတကြောင်းโอเคနောက်တစ်ဘုံလုံးထည့်ရပါမယ်ဗျစံလေးပါနော် အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးကတော့လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတင်ထားတယ်ကျွန်တော်ရဲ့မင်္ဂလာပွဲအမှတ်တရ vlog ဗီဒီယိုလေးရဲ့အပိုင်းဆက်ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တို့ရွာဘက်မှာကတော့မင်္ဂလာဆောင်ဆိုရင်လည်းအလှပွဲလိုပဲအဝင်ရက်ရဲ့ပွဲကြီးရဲ့ဆိုပြီးတော့နှစ်ရက်ကျင်းပလေးရှိပါတယ်ကျွန်တော်ရဲ့မင်္ဂလာဆောင်အဝင်ရက်မှာလည်းကျွန်တော်မက်တက်ဆောက်တာတွေချက်ဖို့ရုပ်ဖို့ပြင်ဆင်တာတွေဘယ်လိုစီစဉ်ဆောင်ရွက်တယ်ဆိုတာတွေကိုကျွန်တော်ရိုက်ထားတဲ့လောက်လေးဗီဒီယိုလေးတင်ပေးထားပါတယ်ဗျာနော်အခုဗီဒီယိုလေးကတော့အိုက်ဗီဒီယိုလေးရဲ့အပိုင်းဆက်ဗီဒီယိုလေးဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့ဒါမင်္ဂလာဆောင်ပြီးသွားတဲ့အချိန်မှာဒါကျွန်တော်တို့မိသားစုတွေပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့ဒါပတ်စံကျင်းနေတဲ့ ဒါအမတ်တရမြင်ကွင်းလေးဖြစ်ပါတယ်ဗျာနော်မင်္ဂလာပွဲအမတ်တရဗလော်လေးဆိုပေမဲ့လို့ပွဲအစအဆုံးယူအစီအစဉ်တကြရိုက်ကူးထားမျိုးတော့မဟုတ်ပါဘူးဗျာနော်ကျွန်တော်ဗီဒီယိုရိုက်ကူးရေးဖွဲ့ရိုက်တယ်ဆိုရင်ဗျာအလှူပွဲဒီမင်္ဂလာဆောင်ပွဲဆိုလို့ရှိရင်လေသရိုးသမီးမိတ်ကလိန်နာတွေပင်းစွန်းသွားပို့တာတွေအလှဲ့လှဲ့တာတွေပါတယ်တေချာရိုက်ပြတာဗောနော်ဒါတော့ကျွန်တော်တို့ကရိုက်ထားသလောက်လေးကိုပဲအမတ်တရလေးအဖြစ်ဒါတင်ဆက်ပေးတာဖြစ်ပါတယ်ဗျာနော်ကျွန်တော်လည်းဒါတသက်မှတစ်ခါပဲဆောင်ရတဲ့မင်္ဂလာပွဲလေးကိုဗောနော်အကိုရဲ့ follower subscriber တွေလည်းကြည့်ရှုရအောင်ပြီးတော့ကျွန်တော်လည်းဘယ်ရှင်ပြန်ကြည့်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ YouTube channel Facebook page တော်အကောင့်လေးတွေမှာအမတ်တရလေးအဖြစ် view လေးစီးရင် ဲ့တင်ပေးလိုက်တာဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့မင်္ဂလာပွဲကိုကြွားရောက်ပေးကြတဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတင်ခဲ့တဲ့တော်အရေးအတွက်ကလူဦးရေ1500ကျော်1600နီးပါးလောက်ရှိတယ်ပေါ့နော်ကျွန်တော်ဒီရေးအရှိရဘရီယူမှာလည်းကျွန်တော်ပြောပြထားပါဗျာအဲ့တော့လူဦးရေအများကြီးပေါ့နော်ကြွားရောက်ချင်းမြင်ပေးကြတဲ့အတွက်ကြောင့်မလို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်လိုအပ်ချက်အားနည်းချက်လေးတွေအဆင်မပြေမှုလေးတွေပေါ့နော်ကျွန်တော်လူတိုင်းနဲ့မတွေ့လိုက်ရတာမျိုးလေးတွေကောင်းအောင်မအဲမခံလိုက်ရတာမျိုးလေးတွေပေါ့နော်ကိုယ်ပွဲကိုဖြစ်နေခြင်းမှာဗျာအလုတ်ကရှုပ်နေတဲ့တိုင်းတာလေးမှာပေါ့နော်လိုအပ်ချက်အားနည်းချက်လေးတွေအဲ့ခံတဲ့အပိုင်းမှာလိုအပ်တာလေးတွေအဆင်မပြေတာလေးရှိသွား ွားခဲ့ရင်လည်းတောင်းပန်ကြောင်းဗီဒီယိုလေးကနေပြောကြားလိုပါတယ်ဗျာနော်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာကတော့ကျွန်တော်တို့အဲ့ဒီဓာတ်ပုံဗီဒီယိုအဖွဲ့ရနေပြီးတော့ဗောနော်ကျွန်တော်တို့မိတ်ဆွေပေါင်းတဲ့တငယ်ချင်းဆွေမျိုးတွေဧည့်သည်တွေနဲ့ဗောနော်အမတ်တရဓာတ်ပုံလေးတွေရိုက်ပေးနေတဲ့အချိန်မှာကျွန်တော်ရဲ့တငယ်ချင်းတွေကိုဖုန်းလေးပေးပြီးတော့ဘေးရနေရိုက်ခိုင်းထားတာလေးတွေကိုကျွန်တော်တို့အမတ်တရနေနေဗောနော်ပြန်ပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဟိုဓာတ်ပုံမရိုက်လိုက်ရတဲ့တငယ်ချင်းတွေအဲမတွေ့လိုက်ရတဲ့တငယ်ချင်းတွေ ဟိုဘယ်လိုပြောမလဲရှိလို့ရှိရင်လေကောင်းကောင်းအင်မခံလိုက်တဲ့မိတ်ဆွေအသေးငယ်ချင်းတွေရှိလို့ရှိရင်လေစိတ်မဆိုးကြဖို့တောင်းဆိုပါရယ်ဗျာနော်နားလည်ပေးကြဖို့လည်းတောင်းဆိုပါရယ်တောင်းပန်ကြောင်းလည်းဗီဒီယိုလေးကနေပြောကြလို့ပါရယ်ဗျာမြန်မာလေးတက်ပုံရိုက်နေရလေးကိုလည်းကျွန်တော်ဗလော့လေးထဲမှာထည့်ဖို့အတွက်ဘေးရနေတာဗီဒီယိုရိုက်လိုက်တာလေးပေါ့နော်အပြည့်ပြည့်ချင်တာလေးလည်းရှိလို့ပါဟာဒီကျွန်တော်ညီမလေးနဲ့ကျွန်တော်တို့မောင်နှမအရင်နေလို့တော်တော်များထင်ကြတာပေါ့နော်တကယ်တော့ကျွန်တော်တို့တဝမ်းခွဲတော်တာဖြစ်ပါတယ်ကျွန်တော်ဦးလေးရဲ့သမီးပါဗျာနော်ဘေးကအနီနဲ့တစ်ယောက်ကိုအပြာနဲ့တစ်ယောက်ကိုနှစ်ယောက်လုံးကလည်းညီမတွေပါဗျာနော်ဒါသူတို့၃ယောက်ကဦးလေး၃ယောက်ရဲ့သမီးတွေပေါ့နော်ဗီဒီယိုထဲမှာမပါတဲ့ညီတွေညီမတွေလည်းရှိပါသေးတယ်ဒါတော့သူတို့သမီးဘက်ကညီမဖြစ်ပါတယ်ဗျာ เนาะသူကလည်းကျွန်တော်ဆိုင်มาပဲအလိုလောက်တာဆိုတော့အကိုညီမလေးလိုပါပြီဗျာเนาะညီမလေးရဲ့အားလုံးကတော့ကျွန်တော်ရဲ့ကင်မရာမန်နေဂျာပါပြီဗျာเนาะကျွန်တော်ရွာမှာရိုက်တဲ့ vlog ရေတော်တော်များများဆိုရင်အားတဲ့ညီမចောင်းပိတ်တဲ့ညီမကလာပြီးတော့ရိုက်ပေးတာဖြစ်ပါတယ်ဗျာเนาะကျွန်တော်ရဲ့ကင်မရာမန်ညီမလေးတွေပေါ့ဒါကတော့သတို့သမီးဘက်ကတူမလေးနှစ်ယောက်ဖြစ်ပါတယ်ဗျာမင်းနဲ့ပြေဦးเนาะ င်းတယ်ပြောတယ်လို့ပြောရပါသေးတယ်ရနေပြီတော့ရနေပြီဘယ်လိုပြောလို့လဲသာနာโอเคကတော့ဘာလို့ရနေလို့ပါ ဒါကတော့ဒရိုသမီးလက်ကင်ပန်းလေးကိုဒရိုသမီးကနောက်ပြန်ပစ်ပေးတယ်ဖမ်းမိတဲ့သူကိုမဘိုးတတောင်းပေးတယ်ပြောစရာအစီအစဉ်လေးဖြစ်ပါတယ်ဗျာနော်အ3ချိန်ပစ်ပေးတာပေါ့နော်3ချိန်လုံးမှာဖမ်းမိတဲ့သူကိုမဘိုးတတောင်းစီပေးတာပေါ့နော်ငွေတတောင်းဆိုတာတော့များတဲ့ပမာဏတော့မဟုတ်ဘူးပေါ့နော်အပျော်အနေနဲ့အားလုံးကိုပျော်အောင်လို့စီစဉ်ပေးပစ်တဲ့အစီအစဉ်လေးဖြစ်ပါတယ်ဗျာနော်အားလုံးလည်းပျော်ကြတယ်ဆိုတော့ကျွန်တော်လည်းပျော်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော် ို့ကြွားရောက်ရှင်းပြပေးကြတယ်မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းဆွေမျိုးများပေါ့နော်အားလုံးဧည့်သည်တော်များအားလုံးအားလုံးပေါ့နော်ဒူရီရောက်ရှင်သူကျေးဇူးတင်ပါတယ်မင်္ဂလာပွဲလေးစီစီကားလေးဖြစ်သွားအောင်ဝိုင်းဝန်းပံ့ပိုးပေးကြတယ်ရွာသူရွာသားများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်အခုနေရာမှာဆိုလို့ရှင်လေဒါအတော်တွေအမတွေပေါ့နော်ဆွေမျိုးတွေကဆွေရိုးလေးနဲ့တာပြီးတော့မွန်ဘိုးတောင်းကြတာပေါ့နော်အဓိကတော့မွန်ဘိုးလိုချင်လို့ဆိုတာတဲ့သူတို့လည်းဒါပျော်ဖို့အတွက်စီစဉ်ကြတာပေါ့နော်အဲ့တော့သူတို့လည်းပျော်ရတယ်ကျွန်တော်လည်းပျော်ရတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်အခုလိုမျိုးပျော်စရာမှတ်တမ်းလေးတွေလည်းကြံရစ်နေခဲ့တယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်တကယ်ဟိုမှယင်းထဲမှာ လာရလဲနဲ့ကျေးဇူးတင်ပါတယ်အားလုံးကြောင့်လည်းဒီမင်္ဂလာပွဲကြီးရပါတော့အောင်မြင်နဲ့ပြီးမြောက်သွားပြီးတော့စီစီကဲကဲလေးဖြစ်သွားတာပေါ့နော်ကြည့်ပြောတော့ တော့เนาะမဖြစ်သေးဘူးလုံးပုံလေးပြန်ကျွန်တော်ခဏလေးပါဆောက်ပြောကျွန်တော်တင်တဲ့မြန်မာဗီဒီယိုတိုင်းကိုကြည့်ရှုအားပေးကြရတယ်။ကျွန်တော် YouTube Facebook Twitter သုံးခုလုံးကကျွန်တော်ရဲ့ follower တွေ subscriber တွေတယောက်ချင်းစီအားလုံးအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အားလုံးပဲနောက်ဘလော့လေးမှာပြန်တွေ့ကြမှာဗျာ။